ဒီကြောင့်ကတော့ PSNF DNA နေကစိုက်ဖြိုးမွေးမြူရေးအသက်ပညာရှင်တွေမွေးထုတ်ဖို့ပထမဆုံးဖွင့်လှစ်ထားတဲ့စိုက်ဖြိုးရေး Institute ဖြစ်ပါတယ်။ဒီကြောင့်ကိုပြီးခဲ့တဲ့2024ခုနှစ်ဇွန်လစမ်းပိုင်းမှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့တအားပြီမှာစာနယ်ရိက္ခာဖူလုံဖို့နဲ့အစ်စ်မြင့်နဲ့စိုက်ဖြိုးရေးဤပညာတွေထောက်ခစေဖို့အတွက်ဆိုပြီးဒီကြောင့်ကိုဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ဒီကြောင့်မှာတင်နန်းကာလကို28လတက်မှတ်ထားတာဖြစ်ပြီး ကျောင်းသားကျောင်းသူ52ဦးတက်ရောက်တင်ကြားနေပါတယ်။တအန်းပြည်မှာစိုက်ဖြိုးရေးလုပ်ငန်းကိုခစ်ဆက်ဆက်ကမီယိုဖလာတာစိုက်ဖြိုးခဲ့ကြပါတယ်။ဒါကြောင့်လဲတအန်းပြည်မှာစိုက်ဖြိုးရေးနည်းပညာတွေခေတ်နောက်ကျခဲ့တယ်လို့နန်းခတ်စာတီဖြစ်တဲ့မိုင်းနီနော်မောင်ကသူ့ရဲ့အမြင်ကိုခုလိုသုံးသပ်ပါတယ်။စိုက်ဖြိုးရေးကတော့ကျွန်တော်ရဲ့ဝတ္တနာလည်းဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ဟိုအရင်ကတည်းကမိသားစုတိုင်းဝိုင်းတွေဆွေမျိုးတိုင်းဝိုင်းတွေက ဒီစိုက်ပျိုးရေးကိုပဲလှုပ်လာကြတော့ဒီအဲ့ဒီလှုပ်တဲ့နေရာမှာမီယုဖလာနဲ့ပဲတုံးကြ။ဘာလဲခင်မိတဲ့နေပညာတွေလည်းမရှိဘူး။ဒီတိုင်းပဲမီယုဖလာဆိုတော့အဲ့လိုတခြားပညာတွေပိုရအောင်ဒီကြောင်လာတတ်တာပဲဖြစ်ပါတယ်။တအန်းပြည်အတွင်းတတော်ဖြုတ်တိမှုတွေရောချစေဖို့ခင်မိတဲ့စိုက်ပျိုးရေးနေပညာသား ကုစားနိုင်မှာဖြစ်ပြီးတော့ခင်မိတဲ့စိုက်ဖြိုးရေးနည်းပညာတွေကိုတက်မြောက်ခြင်းအဖြစ်ဝင်ငွေပို့ပြီးရရှိမယ်လို့မိုင်းနီနော်မောင်ကပြောထားပါတယ်။တန်အန်ပြည်အတွင်ပထမဆုံးဖွင့်လှစ်တဲ့စိုက်ဖြိုးမွေးမြူရေးအင်စတီကျူမှာနတ်ဆန်မြို့နယ်ဇယံမြောက်ရွာကအသက်20အရွယ်လွင်နှီးရွှေစုသူလဲစိုက်ဖြိုးမွေးမြူရေးပညာရပ်တွေတင်ကြားလို့တဲ့ယူရချက်နဲ့တက်ရောက်နေပါတယ်။ လွင်နှီးရွှေအနေနဲ့စိုက်ဖြိုးမွေးဖြူရေးပညာရက်တွေတင် जा တက်မြောက်ပြီးခဲ့ရင်တအန်းပြည်အတွင်းစိုက်ဖြိုးမွေးဖြူရေးပညာတွေကိုဆက်ပြီးမျှဝေပေးသွားမှာဖြစ်တယ်လို့သူရဲ့ဆန္ဒကိုအခုလိုပြောပြပါတယ်။ကျမမျှဝေထားတော့အာဒီကြောင်းပြီးလို့ရှိရင်ကိုကြတဲ့အနေမှာဖြစ်ဖြစ် data မှာဖြစ်ဖြစ်ကိုကြတဲ့တာဝန်ဝင်တော့ဒီရှိကိုတည်တဲ့ပညာလေးကိုရှင်းလင်းလုပ်ပေးခြင်းနဲ့လောလောဆယ်ဆိုတည်တယ်မလားတအားမဆိုဘဲတွင်းကုန်ပေါ်တော့ယူလိုက်ရတယ်အားကြောင့်မို့လက်အစင်မပြေဘူးဒါကြောင့်ဒီ ာမျှော်မှန်းထားတော့ဒီဒီအကြောင်းပြီးလို့ရှိရင်ကိုကအာစီဝါရေးတစ်ခုအဖြစ်တိုးမယ်တင်းပုံကူတစ်ခုအဖြစ်အောင်ကိုကအဲ့လိုထိမျှော်မှန်းထားတော့ပေါ့တအန်းပြီကစိုက်ဖြိုးရေးလုပ်ငန်းခွင်နေမှာယောဂပိုးကြရောက်တဲ့ပြဿနာတွေပေါ်မြနေတာကြောင့်အပင်ယောဂဗေဒပါတာရက်ကိုရွေးချယ်ခဲ့တယ်လို့လည်းသူမကပြောထားပါဗျ။ကျောင်းဖွင့်ပြီးတလကျော်အကြာမှာပဲ1.27ဆစ်စင်ရေဒုတိယပိုင်းကို စတင်ခဲ့လို့တအန်းပြီမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ဒါကြောင့်လဲကျောင်းနေရပြောင်းရှိခဲ့တာရှိပြီးတော့တင်ကြားရေးပိုင်းမှာလွတ်လွတ်လပ်လပ်မစည်းပူးခဲ့ရတာကြောင့်ကျောင်းသားကျောင်းသူတွေအတွက်စိန်ခေါ်မှုအချို့ရှိခဲ့တယ်လို့ကျောင်းတာဝန်ခံဖြစ်တဲ့ဆီယမဒေါ်လွေးတန်းအေးကပြောထားပါတယ်။ဒီ institute မှာတင်ကြားပေးတဲ့ဘာသာရပ်တွေကပြည်သူအတွက်စိုက်ပျိုးမွေးမြူရေးပိုင်းမှာအထောက်အကူပြုသွားမှာဖြစ်တယ်လို့တအားပြည်အတွင်းစိုက်ပျိုးမွေးမြူရေးနည်းပညာတွေ ထုံကဖို့ဖြစ်တယ်လို့ဒေါ်လွတန်အေးကအခုလိုပြောပါတယ် ဒီတောင် agriculture institute ကပေါ့နော်ဒီတောင် data အတွင်းကအဲဒီ80 90ရခိုင်နှုန်းတော်တော်များများပြည်သူလူထုတွေကစိုက်ပျိုးရေးမွေးမြူရေးနဲ့အသက်မဝင်ကြောင်းပြကြတာတွေ့ရတယ်ဒါကြောင့်မို့ဒီတောင် agriculture institute DAI ကအဲအရေးကြီးတယ်ပေါ့နော်ပြီးကြတော့ဒီကျောင်းဆင်းသွားတဲ့အဲကလေးတွေလည်းဒီပြည်သူလူထုတွေကိုနှိပညာပေးမယ်အဲ့လိုမျိုးအဲသူတို့လိုအပ်နေတဲ့အခန်းကဏ္ဍတွေပါဝင်အဲလှုပ်ဆောင်မယ်အကျိုးပြုမယ်လို့မျှော်လင့်တယ် ကျောင်းသားကျောင်းသူတွေကိုစိုက်ဖြိုးရေးဒီပလိုမာဘွဲ့ပေးအပ်သွားမှာဖြစ်ပြီးတော့တန်အပ်ပြီးအစိုးရရဲ့သက်ဆိုင်ရာဌာနတွေမှာတာဝန်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ပြီးတော့ဒီစိုက်ဖြိုးရေး Institute ကိုတန်အပ်ပညာရေးကောင်စီကဖွင့်လှစ်ထားတဲ့ TNEC မှာ Grade 12အောင်မြင်ပြီးတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက်လည်းရည်ရွယ်ထားတယ်လို့သိရပါတယ်ရှင်။ကျမမီယမင်းတို့ပါ